ပွဲကောင်းရှိတဲ့ကောင်ကပန်းဖြေစခန်းသို့လာရောက်လဲပတ်သူအဲ့တဲ့နှစ်တရမ၅တန်းအထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြင်းဦးရင်လာရှိုကားလမ်းမကြီးအနီးရှိပွဲကောင်းရှိတကုံအပန်းပြေစခန်းတို့လာရောက်လဲပတ်သူဧတဲနှစ်တရမ၅တန်းအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါပွဲကောင်းရှိတကုံအပန်းပြေစခန်းကိုနိုင်ငံတကာအဆင့်မီအပန်းပြေစခန်းတစ်ခုအဖြစ်အဆင့်မြင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး2020ခုနှစ်ဒီဇင်ဘာလတွင်စတင်ဖွင့်လင်း၍အနည်းငယ်ရရမှလာရောက်လေးလာ အပန်းပြေသူများဖြစ်စီကားများပြားနေတယ်လို့ဆိုပါတယ်။ ယမန်နေ့ရက်အထိဧည့်သည်ဝင်ရောက်မှုနှစ်တရမှ၅တန်းပြည့်မြောက်ခဲ့ပြီးအဆိုပါပြည့်မြောက်တဲ့ဧည့်သည်ကိုအမှတ်တရအောင်ဂုဏ်ပြုလက်ဆောင်ပေးရခဲ့တယ်လို့သိရပါတယ်။ အဆိုပါဧတဲ့ဟာရေယဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မှာဒေါ်တင်ပပထုံးဖြစ်ပြီးဧတဲ့ကိုပွဲကောင်ရေတကုံပန်းဖြီစခန်းမှာတာဝန်ရှိသူများကအမတ်တရားအဖြစ်လက်ဆောင်ပန်းစီဂုံပြူဖလားပန်းဖြီစခန်းတို့တနစ်စာအခမဲ့ဝင်ရောက်ခွင့်ခိုးကန့်နဲ့အမတ်တရားဂုံပြူလက်ဆောင်ပစ္စည်းများပေးရခဲ့တယ်လို့သိရပါတယ် ဒါအပြင်ဧသည်နဲ့ပါရှိလာသူတွေကိုအပန်းဖြေစခန်းနဲ့မှန်တရားဝင်ခွင့် Sky Cable ကစီးနှင်းမှုနဲ့ဘကီစီးနှင်းလက်ပတ်ခြင်းများကိုအခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။